ှင်ဗျာတဲ့လောကမှာတခြားရှိသမျှတရားဝါဒီသူတို့တွေဟာတဲ့ရှံကင်းညင်ညရဲဒံကင်းညင်ညရဲနော်ဖေးရန်အန္တရာယ်ကင်းညင်ညရဲဒုက္ခကင်းညင်ညရဲဒုက္ခကင်းကင်းနဲ့ရှံသူကင်းကင်းနဲ့နေချင်ညရဲဆိုတဲ့စိတ်ဆန္ဒတွေရှိတယ်ဒါပေမဲ့တို့သူတို့မှာရမကင်းညဘူးအပြစ်ဒဏ်လည်းမကင်းညဘူး နော်နှိမ့်ဆက်မဲ့ယန္တုနေနဲ့တွေ့ရတယ်ဒုက္ခတွေရောက်ကြတယ်နော်ယန္တုတွေနဲ့နေထိုင်နေကြတယ်စိတ်ထဲကတော့ဘေးဟန်နဲ့ကင်းကျင်တယ်ယန္တုမရှိကျင်ဘူးသို့တော့တကယ်ကြတော့စိတ်ချမ်းသာမှုကိုချမ်းသာမှုတွေတကယ်မရှိဘူးဘေးဟန်နဲ့ကင်းကျင်တာမကင်းဘူးဘေးဟန်အန္တရာယ်တွေနဲ့ပဲကြုံတွေ့နေရတယ် အဲ့ဒီလိုကြုံတွေ့နေခြင်းဟာဘယ်အနှောင်အဖွဲ့ကြောင့်ဖြစ်ပါသလဲမြတ်စွာဘုရားကဖြေလိုက်တယ်အိတ်တမစ္စရိယတန်ယောဇနာခောတိဝနာမိန္ဒာတရားမင်းနဲ့ဓေဝရီမနုဿရီအတုရာရီနာဂရီခန္ဓာဗရီတခြားသောတတ္တဝရီ ဘေးရန်ကင်းကျင်ရလေမကင်းရတာဟာတခြားကြောင့်မဟုတ်ဘူးတဲ့အိတ်တမစ္စရိယဆိုတဲ့နှောင်ကြိုးကြောင့်ဖြစ်တယ်လူရည်စိတ်ထဲမှာသူကနှောင်ဖွဲ့ထားတယ်လို့အိတ်တမစ္စရိယရှိနေလို့ဖြစ်တာလူရည်စိတ်ထဲမှာအိတ်တမစ္စရိယဆိုတဲ့ဆွဲလန်းမှုတွေရှိနေတယ်ဒါနဲ့တန်ရုံးစင်လို့ခေါ်တာပေါ့နော်တန်ရုံးစင်ဆိုတာနှောင်ကြိုးပဲ ဖြောက်ဖြက်လို့မရနိုင်တဲ့အဲ့ဒီအိတ်တတန်ရောစင်နဲ့မစ္စရိယတန်ရောစင်လို့ပြောတာအဲ့တော့ဒီနေရာမှာသဘောပေါက်အောင်အိတ်တဆိုတာချက်လက်စီကိုပြောတာတစ်ဖက်သားပေါ့မှာအပြစ်မြင်တဲ့စိတ်တက်အကောင်းမပြောနိုင်တဲ့စိတ်တက်လူတယောက်ချိပွားတုတ်တတ်တာကို မနှစ်မြို့တဲ့စိတ်တက်တစ်ဖက်သားကောင်းစားရင် မနှစ်တဲ့ စိတ်တက်မျိုးဒါအိတ်တာလို့ခေါ်တယ်မစ္စရိယဆိုတာကြတော့ကိုကြီးပွားတယ်လို့တစ်ဖက်သားကိုမကြီးပွားစေချင်တာအဲ့တော့အိတ်တာကသူများရဲ့အောင်မြင်မှုကိုအယုံပြုတယ်လို့ပြောတယ်မစ္စရိယကကိုယ့်ရဲ့အောင်မြင်မှုကိုအယုံပြုတယ်ဆိုတာအဲ့တော့မတူဘူးသူတို့ဒီသဘာဝနှစ်ခုကမတူတာအယုံဆိုင်တာကသူများ သူများရဲ့ကြည်ပွားမှုကိုအယုံဆိုင်တယ် ပြီးဖြစ်တာကအဲ့ဒါကိုကြည့်ပွားမှုကိုအာရုံစိုက်ပြီးတော့ဖြစ်တာကမစ္စရိယာနဲ့အင်တာနက်နဲ့အစ္စတာနဲ့ပေါ့နော်သူများရဲ့အောင်မြင်မှုကိုမနာလို့ဖြစ်တာအဲ့ဒါကိုယ့်ရဲ့အာရုံမှုအာကိုယ့်ရဲ့ဩဟိုကြည့်ပွားတုတ်တယ်မှုကိုအာရုံပြုပြီးတော့သူတို့ဘာတွေဖြစ်မရစေချင်တာမစ္စရိယာမစ္စရိယာဆိုတဲ့သကလုံးကမာအစ္စရိယာလို့ပုံဖြတ်ပြီးတော့ ဣစရိယဆိုတာအာဟောဘွဲ့အခြေအနေထူးခြားတဲ့အခြေအနေဒီထူးခြားတဲ့အခြေအနေတွေဟာဘယ်သူမှမဖြစ်ပါသေးနဲ့ငါတယောက်တည်းပဲဖြစ်ပါသေးဘူးဒီအခွင့်ရေးဟာငါတယောက်တည်းသာရပါသေးဆိုစိတ်ဓာတ်မျိုးဒီလိုဆိုလို့ရပေါ့နော်အဲ့ဒါကိုဝန်တိုတယ်နှမျောတယ်လို့ပြောတာအဲ့တော့အိဒါနဲ့မေစရိယကအာယုညင်းမတူကြအောင်အိဒါကတစ်ဖက်သားရဲ့ချိပတ်တုတ်တဲ့မှုကိုအာယုဆိုင်တယ် မစ္စရိယကကိုယ့်ရဲ့ជីវတ်တုတ္တမှုကိုအယုံဆိုင်တယ်။အဲသူများជីវတ်တုတ္တမှုကိုအယုံဆိုင်တဲ့အခါမှာမနာလိုစိတ်ဖြစ်တယ်။ကိုယ့်ရဲ့ជីវတ်တုတ္တမှုကိုအာရုံပြုတဲ့အခါမှာသူများတွေကိုမရစေခြင်းနဲ့ဝန်တိုးတဲ့စိတ်ဖြစ်တယ်။တစ်ခုနဲ့တစ်ခုကမတူကြဘူး။အဲ့ဒီအိတ်တာအစ္စရိယလောကကြီးမှာជីវတ်တုတ္တမှုမရှိတာအဲ့ဒီအိတ်တာမစ္စရိယပဲ။ ဒီကနေ့ခင်မလဲလူတွေကိုကြည့်လိုက်အဲ့ဒါမစ္စရိယရဲ့တယုတ်တရားအမတမပေါ်တယ်မနာလို့မရှုစိမ့်ဆိုအဲ့ဒါအိတ်သားလေးအကောင်းမပြောနိုင်ဘူးเนาะအကောင်းမမြင်နိုင်ဘူးသူများ အပြစ်ဖက်ပြောတယ်ကိုရှိမှလာပြီးတော့ဟိုချိမန်တကပြောရင်လည်းလက်မခံနိုင်တာအဲ့ဒါမစ္စရိယသူများကို အကောင်းမမြင်တာကအိတ်သား jealousiness stinginess လို့ခေါ်တာ jealousy အဲ့ဒါက jealousy ဖြစ်တာဟော stinginess ကိုယ့်ရဲ့အခွင့်အရေးကိုသူများကိုမပေးနိုင်ဘူးအဲ့တော့အဲ့ဒီအိတ်တန်တဲ့မစ္စရိယနှစ်ခုသည်ဒီဘဝအတွက်လည်းချီးပွားဖို့အတွက်မဖြစ်နိုင်ဘူးနောက်ဘဝချီးပွားဖို့အတွက်လည်းမဖြစ်နိုင်ဘူးတဲ့ဒီအိတ်တန်မစ္စရိယဟာဘုရားမှာဆိုးတယ်လို့ လူရဲ့စိတ်တတ်တယ်အဲ့တော့ကိုယ်တဏ္ဍမဒီသဘောတရားတွေဖြစ်လို့ရှင် မဖြစ်အောင်ထိရင်မဖြစ်အောင်ဖယ်ရှားပြရမယ်တမ္မာပုရုဇဉ်ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းမှာအိတ္တမစ္စရိယရှိတယ်သောတပန်ဖြစ်မှသာလဲအိတ္တမစ္စရိယပျောက်တယ်တမ္မာပုဂ္ဂိုလ်တွေမှာအိတ္တမစ္စရိယရှိနေတတ်တယ်ပေါ့ထင်းထင်းရှားရှားရှိတာနဲ့မထင်းမရှားရှိတာဒါကွာထုတ်ပြောတာနဲ့ထုတ်မပြောတာအဲ့ဒါကွာ စိတ်ထဲမှာမကြိုက်တာနော်စိတ်ထဲမှာမကြိုက်တာလူတယောက်ကြီးပွားနေလို့ရှင်အကောင်းမပြောချင်တာဒါအဲ့ဒါအိတ်တာပဲကိုကြီးပွားတာမျိုးသူတို့ဘာကိုမကြီးပွားစေချင်တာမစ္စရိယလို့အဲ့တော့မစ္စရိယကတော့ငါးမျိုးခွဲတာတယ်အိတ်တာကတော့ငါးမျိုးခွဲတာတာမရှိဘူးမစ္စရိယကတော့ငါးမျိုးခွဲပြတယ်ကိုယ့်ရဲ့အခြေအနေကငါးခုရှိတယ်တစ်ခုကဘာတော့ဆို အဝတ္တမစ္စရိယကိုနေထိုင်တဲ့နေရာသူများလာတာမကြိုက်တာသူများကိုမပေးနိုင်တာကိုနေရာကိုသူများကိုမပေးနိုင်ဩမိထားစီးရင်တောင်ပေါင်ကားထိုင်နေအထုပ်ပေးချထားတယ်သူများလာထိုင်မှာဆိုလို့နော်သူများလာထိုင်မှာဆိုလို့မပေးနိုင်ခဏလေးတွေးတဲ့နေရာတောင်မပေးနိုင်냐ဒါအာဝတ္တမစ္စရိယလို့ပြောလို့ရ လာဘပစ္စရိယဆိုကိုရတဲ့အခွင့်ရေးမျိုးသူတို့ကမရစေချင်ကုလမစ္စရိယဆိုကိုနဲ့ခင်မင်းနဲ့ပုဂ္ဂိုလ်သူတို့ကနဲ့ခင်မမကြိုက်ဘူးသူတို့ကမိတ်ဆွေဖြစ်မှာ မကြိုက်ဘူးအကုလမစ္စရိယဝဏ္ဏမစ္စရိယဆိုကိုလှတယ်လို့သူများမလှစေရုံတနည်းအားဖြင့်ကိုချီးမွမ်းခံရတယ်လို့သူများကိုချီးမွမ်းခံတာမကြိုက်ဘူးချီးမွမ်းရင်မကြိုက်ဘူး ူများကိုချီးမွမ်းမယ်ဆိုရင် အပြည့်စုံမချီးမွမ်းမှုရှော့ရှော့ပေါ့ပေါ့လေးပြောတယ်ဒါလည်းမစ္စရိယသဘောပဲတခါတခါစားထဲမှာတုံးနေကာယမစ္စေရကရုဏောဆိုကိုကိုကိုညာတာကိုကာယမစ္စရိယလို့ခေါ်တယ်ကုသကောင်မှုဘက်မှာကိုကိုညာတယ်ဟောမဲ့ဥပ္ပနေမှာပိုက်ဆတ်တတ်တယ်ဒါကြောင့်ကိုကိုကိုညာတယ်ဥပ္ပသိမ့်မဆောင်ဘူး ိုက်ဆာမှာကြောက်လို့ညာလိုက်တာပဲလေကမ္မဋ္ဌာန်းထိုင်ညောင်းလို့ဆိုပြီးတော့ကိုယ့်ကိုညာပြမမတွေမလုတ်တာဝိယပစ္စကုသိုလ်တွေမရတာ ကိုယ့်ကိုညာတာကိုယ်ခန္ဓာကိုယ်ယူညာတာပြမနာမခံနိုင်ဘူးအဲ့ဒါတွေကိုလည်းမစ္စရိယလို့သုံးနေတယ်ဒါပေမဲ့ဒီမစ္စရိယတော့မဟုတ်ဘူးကိုယ့်ကိုညာတာပြောတာဟိုကတော့စိတ်ထဲမှာဖြစ်တယ်မစ္စရိယနော် အဲ့ဒီလိုအိတ်တမစ္စရိယာတွေနှောင်ကြိုးတဲထားတဲ့တဲခြင်းခန္ဓာအားတဲ့လူတွေနတ်တွေတရဝါတွေဟာတဲ့ဒီရန်ကင်းညမှာလည်းရဲ့နဲ့ရမကင်းညဘူးဖေးကင်းညမှာလည်းရဲ့နဲ့ဖေးမကင်းညဘူးဖြစ်နေကြတယ်တဲ့ဒါအကြောင်းတရားပဲတဲ့